ာသူရီကိုအနာလိုက်လို့နော်ချက်ပရာသူရီပါဝမ်ပွိုင်ဝမ်ဟာ coordinate of the point on fit နေရာတွေမှာရှိတဲ့အဖက်တစ်ခုရဲ့ coordinate အဖက်တွေဆက်လို့ဘာလို့သတ်မှတ်လဲဆိုရင် p h y z ဆက်ဆိုပြီးတော့သတ်မှတ်နော် three dimension ဖြစ်တဲ့အတွက်ကြောင့်လို့ hyz ဆိုရဲအမှတ်ကလေးနဲ့ပါပြည့်တဲ့ဒီမှာ အဲ့မှာဆရာတို့တိရမှာကပထမဆုံးသူ1.1လောက်အောင်တိရမှာက H1 ဘယ်လိုဖြစ်လို့ဘာတန်ဘူးကဇက်တန်ဘူးကဇက်တန်ဘူးက0ဇက်ဤွယ်လူ0ဒီကောင်းကိုဘာလို့ခေါ်လဲဆိုရင် equation coordinate အနေနဲ့ရေးမယ်ဆိုလို့ရှိရင် coordinate တွေက h y z ဆိုတာရှိရဲ့အတွက်ကြောင့်ဘာဖြစ်သွားမလဲဆိုရင် a, 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 a 0ဟုတ်ပြီနော်အဲ့တော့ y z plane ဆိုရင်ဘာတန်ဘူးက0လဲ

ဆိုမှာဆိုလို့ရှိရင်ပါလဲလဲဆိုရင်ဆရာတို့ဘာတန်ဘူးတွေပြရမလဲဆိုလို့ဆို H1 plate တွေဇက်ပြန်ဖို့လို့ပြဟုတ်လား equation အနေနဲ့ရေးမယ်ဆိုလို့ရှိရင် z equal to z ကို abc ဆိုတဲ့ဆရာတို့အဲ့ဒီအရင်းသုံးပြီးလိုက်လို့ဇက်ပြန်ပေါ်ပါတယ် a equal to coordinate အနေနဲ့ရေးမယ်ဆိုရင် a, y, y, c parallel to y z plane မှာဆိုလို့ရှိရင်အဲ့ဒါကိုသိရမယ် A 站母港，OK，A 站母港，A。都一般性的呢，因为都是 A 过嘛，Y 过嘛，Z。那个巴勒莱都 Z Z 平，Z 平嘛，就是 Y 站母港，Y 站母啊，Y 一般都 B。A 过吗？B 过吗？C。 အဲ့ဒီလိုမျိုးလေးပဲဆရာတို့ဝါရမိုင်းနဲ့သူသူပြီးဆိုတဲ့နေရာမှာဆက်စားဖြစ်နေတာအခုေ equation နေနဲ့ရေးမဲ့ဆိုလို့ရှိရင်ဒီကဏ္ဍလေးနေအစားသုံးပြီးတော့ equation နေနဲ့ရေးမဲ့ဆိုလို့ရှိရင်ဒီမှာဝါတန်ဘူးကပါဖြစ်သွားဇက်တန်ဘူးကဇက်တန်ဘူးက3 coordinate နေနဲ့ရေးမဲ့ဆိုရင် a, y, 3ဟုတ်ပြီမှာဆိုလို့ရှိရင်ဆရာတို့အိကြဖို့ပါသွင်းလိုက်

perpendicular to hy plane hy plane ပေါ်မှာ perpendicular ဖြစ်မဲ့သူရင်ဘာတံဘိုးနဲ့ဘာတံဘိုးပြရ hy hy plane သူလို့ကြည့် hy တံဘိုးပြရအဲ့ကအေအေ yr b ဒါကို equation လို့ပေါ်ပြီးတော့ coordinate အနေနဲ့ရေးမဲ့ဆိုရင် a က a ကောမာ b ကောမာဆက်ဟုတ်ပြီဒီကနေ့နဲ့အစားထုတ်ပြီးတော့ဆရာတို့ရေးမဲ့ဆိုလို့ရှိရင်အဲ့တံဘိုးက A equal to 1. A equal to 1. Y equal to minus 2. Coordinate này là số gì? 1, minus 2, minus 3. Sao gì này là sao? Phải phải tốn lại được gì? Zero tốn lại được. Perpendicular to y is a play bar. So, bar time mode, bar time mode, bar time mode. Y time mode. Set time mode. Y equal to minus. Y equal to ဒါက equation coordinate နဲ့ရေးမှတ်လို့ရှိရင် a ကို a ကို b c ဟုတ်ပြီကဏ္ဍလေးနဲ့စာထုတ်မှတ်လို့ရှိရင် y = -2 y = -2 z = 3 3 3 y ကို b c ဒါက coordinate နဲ့ရေးမှတ်လို့ရှိရင်0 - -2 3 3 0 = z + z + 3ဆိုလို့ရှိရင်

ါတယ်ဒီပိုင်းလေးကိုလေ့လာပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့အိဆန်နော်အိဆာဆိုင်အိဆာဆိုင်ဒီကဘာလေးလေ့လာမယ်ဆိုတော့ပြတာဟုတ်လားတို့အပြည့်ရှိရင်ဆရာတို့ဘာတွေတွေ့ရလဲဆိုလို့ရှိရင် example 1ကိုတွေ့မယ်ပြီးလို့ရှိရင် exercise 3.1ကဘာတွေကိုတွေ့မလဲဆိုလို့ရှိရင် number number 2ရဲ့ဘာလဲဘာလို့လဲ တော့ဟုတ်နော်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့နောက်တစ်ပိုင်းကိုဆက်ပြီးတော့လေ့လာလိုက်1.1မှာပဲရှိသေးတယ်နောက်တစ်ပိုင်းကိုလေ့လာလိုက်အဲ့တော့ဘာဖြစ်လဲဆိုရင် distance between နော်ဘာနေလဲဆရာတို့1.1ပါပဲရှိသေးတယ်ဘာကိုလေးလာမလဲဆိုရင် distance between 2.1အမှန်တကူကြားထဲမှာရှိတယ် ကျွန်တော်အကွာအဝေးကိုလေ့လာအမှန်တကပီမက်နဲ့ဂျူမက်ဆိုပါလို့ဒါဆိုရင်ပီဂျူရဲ့အကွာအဝေးကိုလို့ကြည့်ရင် square root of a a 2 minus h y the whole square plus y y 2 minus y y the whole square plus z 2 minus the y the whole square အဲ့တော့ဒီ distance formula ကိုလေ့လာပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ဘာတွေဆက်တွေ့ရမလဲဆိုရင် exercise 3.1က နံပါတ်၃ဒီဘာကိုပါလဲဆိုရင်စက်ပြတယ်ရမလားအဲဆိုရင်မိုက်ကလာလမ်းဒါမှဆရာတို့ဘာလေးလေးလာအောင်လဲဆိုလို့ရှိရင်ဒါလိုက်တဲ့ဘယ်လူတွေလေးလာဒါလိုက်တဲ့ဘယ်လူရောဒီကျူကျူဆိုလို့ရှိရင်သူ့ရဲ့ဒေတာတွေကဘာလေးလဲဆိုရင် RSM အဲ့မှာအန်ဆိုရာက8ရဲ့ပြောင်းလဲမှု ဒါလိုက်တဲ့ဘယ်လူရှာတတ်မယ်ပြီးလို့ရှိရင် line equation ပြီးအောင် equation of line equation of line line ရဲ့ equation ကဘယ်နှခုရှိတယ်ဆိုရင်နှခုရှိတယ် A comma, Y comma, Z equal to Luchi Luchi A. Y1 black P e M. So one black e K e and N. Any equation to do How do you want to do it? H minus H1 minus N. Square root. Y minus 1 1 minus N. Square root. လိုင်း equation တစ်ခုရှိတယ်အဲ့ဒီလိုင်း equation တစ်ခုမှာမှာအပေါ်က h1 z ဆိုတဲ့အကောင်ကမရှာပါလဲဆိုလို့ရှိတယ် coordinate ပုံစံလေးကိုရှာเนาะ coordinate ဟုတ်နော်အပေါ်က h1 z က coordinate မှတ်တွေကိုရှာတဲ့အခါမှာသုံးတယ် line ရဲ့ equation အဲ့ဒီ equation နှစ်ခုစလုံးကနေပြီးတော့ဆရာတို့ဘာတန်မိုးတွေရှာလို့ရလဲဆိုလို့ရှိရင် k တန်မိုးတွေရှာလို့ရတယ်ဟုတ်နော် k ဆိုတာဘာနဲ့ပြုလဲဆိုရင် h1 k n 11 k n 01 k n ဒီမှာလည်းလည်း k h minus 1 by r က k နဲ့တူတယ် y minus 1 1 by m က k နဲ့တူတယ် z minus 1 by n က k နဲ့တူတယ်အဲ့ဒီ k ကိုရှာတဲ့အချိန်မှာပါ ကျတော့ကဒီပွဲရှင်းကိုသုံးမဲ့ဆိုလို့ရှိရင်အန်လီယန်အန်မီယန်အန်လီယန်က desktop ပွဲ0 0နဲ့ပါပြည့်စုံပြီးရှင်းသွားနားလည်းပါကျတော့ဆိုလို့ရှိရင်ဆရာတို့3 point ဒီတိုင်းကဒါလည်းတဲ့ပဲသူရှာတတ်ပဲ equation နှစ်ကြောင်းသိမယ်ဆိုရင်ဒီပုံစံလေးဆရာတို့ပြတ်လို့ရတယ်အဲ့တော့ example 2လေးကိုတွေ့လိုက်မယ် example 2ပြီးသွားတာနဲ့ exercise 3 point ဒီက မာလီကွတ်နဲ့ဆိုလို့ရှိရင် number 1 number 1ဟုတ်တယ်ပြီးလို့ရှိရင် isa sa 3 3ပြီးသွားတယ်ဆရာတို့မာလီကိုတွက်နေလို့ရှိရင် number 2ဟုတ်တယ်ဟုတ်နော်နောက်တစ်ခါ example 4 example ဘောပြီးသွားတယ်ဆရာတို့ဘာလေးကိုတွက်တယ်ဆိုတော့ number 3နဲ့4နဲ့ဘာလို့လိုက်လဲဆိုရင်ဟုတ်လားညနောက်တို့ရနောက်ပိုင်းပါဟုတ်

director value တွေအချိုးနှစ်ခုတူလို့ရှိတယ်ပါလိုက်ရဲ့အဲ့တော့ director value တွေနှစ်ခုဆိုတော့ and one by and two equal to and one by and two equal to and one by and two အဲ့ဒီ director value တွေအချိုးနှစ်ခုတူလို့ရှိရင်ဘာဖြစ်လဲဆိုရင်ပါလိုက်ရဲ့ဖြစ်တယ်ဘာနဲ့ဘာနဲ့ပါလိုက်လဲဖြစ်လို့ဆိုရင် P2 ပါလိုက်လဲ RS ကျွတ်ကြမယ်ကျွတ် ပါလေလေဆိုရဲမင်းတော့ဘယ်နဲ့ကြောင်းရှိလို့ဆိုလို့အကြောင်းရှိပဲအဲ့တော့ PQ နဲ့ RS ဆိုတဲ့မင်းတော့မှာ directed value အချိုးတွေတူတယ်ဆိုလို့ရှိရင်အဲ့ဒီနဲ့ကြောင်းကပါလေလေပါလေလေပြီးရင်ဒီအချိုးတွေဘာဖြစ်လဲဆိုရင်တူတယ် if a only if အပြန်အလှန်နဲ့မလုပ်တာဖြစ်တယ်ဟုတ်တယ်အဲ့ဒီမှာကျွန်တော်ရှိတဲ့ unwind တွေ and do တွေကိုကျွန်တော်ဘယ်အနေရမလဲဆိုရင် directed value ကို p2 ကနေ unwind

်ပိတာဆက်ဖြစ်ဖို့ဆိုလို့ရှိရင်เนาะကျတော့ဘာတွေဖြစ်နေရမလဲဆိုလို့ရှိရင်ကျန်မှာအချမ်းပဲပြောလိုက်ပါเนาะသင်ပြီးသားလေဆိုတော့ equation ၃ကြောင်းရှိတယ်အဲ့ဒီ equation ၃ကြောင်းနဲ့ရတယ်ပြီးတော့နှစ်ကြောင်းကနေပြီးတော့ s နဲ့ d နဲ့ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရမယ် s နဲ့ d နဲ့ဆိုတာကဘာတွေလဲဆိုလို့ရှိရင်ပါရာမီတာတွေနှစ်ကြောင်းဖြစ်သွားတဲ့အတွက်ကြောင့်လို့ s တို့ d တို့နဲ့ဘာလို့တာလဲဆိုရင်ဖွဲ့တာ အဲ့ပါဒီကိုကြည့်နေကြောင်းရှင်းလိုက်လို့ SNAP တည်နေရမယ်ဆိုရင် channel အကြောင်းပါဆရာတို့စာသွင်းပြီးတော့ဖြည့်ရှင်းလိုက်ဖြည့်ရှင်းလိုက်တဲ့အခါမှာပြည်လည်မယ်ဆိုလို့ရှင်ပါတယ် intersect မပြည်လည်ဘူးဆိုလို့ရှိရင်ပြတ်ကဲတင်ရနော်အဲ့တော့နောက်တစ်ခုကဘာဖြစ်မယ်ဆိုလို့ရှင် school school စကူဆိုတာပြန်လဲမပြန်ဘူးပြန်လဲပြန်လဲမပြတ်ဘူးဆိုလို့ရှင်တော့ဘာဖြစ်လဲဆိုရင်စကူဖြစ်တယ်တင်လား ကဲဒီပိုင်းကြီးကိုလေးလာပြီးတော့လို့ဆရာလေးဘာတွေကိုဆက်ပြီးတော့ကြည့်မလဲဆိုတော့ဘာတွေဆက်ပြီးတော့ပြောမလဲဆိုရင် example 5ကိုပြောမယ်ပြီးလို့ရှိရင် exercise 3.2ရဲ့ဘာကိုပြောမလဲဆိုနံပါတ် number 2တင်ရပြီးတော့ဟာ number 2တင်ရပြီးတော့ဟုတ်နော်။ဒါပါပဲ။အဲ့ဒါဆိုရင်3.3ထဲမှာပဲရှိသေးတယ်။ perpendicular line ကိုပါလို့လည်းပြောပါမယ်။နော်။

ီကောင်လေးပေါင်းလိုက်တာဘာဖြစ်ရမလဲဇီရိုနဲ့ပြရမယ်အပြီးလို့ရှိရင်မိနစ်ကြောင်ဖြတ်လို့ရှိရင်ချက်မှတ်ကိုဘာလို့ပြရမလဲရှားပြရမယ်အဲ့ဒီသုံးချက်နဲ့သာပြည့်စုံမယ်ဆိုရင်မိနစ်ကြောင်ကဘာဖြစ်မယ်ဆိုရင်ပေါက်ကန်ဒီကူလာဒီပေါင်းလေးလာပြရတာမှာဆရာတို့ဘာလို့ပြရမလဲဆိုလို့ရှိရင် example sit ဒီလိုရှိရင် exercise 3.3ရဲ့ number 2 B ရဲ့ sorry number 2 ရဲ့နောက်ကနံပါတ်2ဒီရဲ့ဟိုဘာဖြစ်လို့ဒီကနေအဲ့ဒါပြီးသွားတာနဲ့ example 7ကိုဆက်ကြည့်ပြီးတော့ဘာတွေပြောလဲဆိုရင် it's a strike 3.2ရဲ့နံပါတ်3ကိုဆက်ကြည့်တော့ဘာလို့လဲ။ဟာ။ဒါပါပဲ။အဲရမယ်ဆိုလို့ရှိရင်ဒီ3.3ရဲ့ပါပဲအပိုင်းတစ်ပိုင်းကြီးကျန်နေတယ်အဲ့ဒါအပိုင်းဒါမှမဟုတ်ဘယ်လိုလဲဆိုတော့

and one square black and one square two square rock and two square black and two square black and two square. Don't you want to be a good shot? Anyone who had it and one who and you know who barely shall be able to see it. If he's right, I am a boy. And one.

။ဘာလေးကိုတွက်လိုက်မယ်ပြုလို့ရှိရင်နံပါတ်1လေးကိုတွက်လိုက်။နောက်ပထမဆုံးထားပြီးတော့ကျန်တဲ့အားတွေကိုတွက်လိုက်ရတယ်။ကျန်တဲ့အားတွေကိုအပွားအားတွေတွက်ပြီးမှဒီကောင်လေးကိုတွက်လိုက်တယ်။နားရလား။နားလို့ပဲဆိုလို့ရှိရင်3.4ကိုတွက်လိုက်။3.4ကပလိန်လေးကိုတွက်လိုက်ရ။ပလိန်။ပလိန်ကိုတွက်မယ်။ပလိန်ပါဆိုလို့ရှိရင်ဆရာတို့ဘာတွေသိရမလဲဆိုရင်ပလိန်ကြီးကိုရှင်းကိုသိရတယ်။ which is of plane. Of a plane. Of a plane. Plane equation would be a plane equation. I'm going to tell you how to do it. A is black, B, Y, black, C, Z, equal to D. Plane equation. Every man, Sarah, do you know D or do you know she? D equal to A is one plus B, Y, one plus C, Z, one. အဲ့ဒီပါရှိတဲ့ဖြေဖြေလို့ရင်းစံတာလေးကိုပြန်လုပ်ရအောင်ပဲအာလောကအာမောအာနောဒီအာလောကအာမောဒီအာတူအာတူအာတူဒီလိုရှင်အာတူအာတူဟာအဲ့တော့ဒီကောင်းလေးကိုကြောင်ဖယ်လိုက်မယ်။ဖယ်ပြီးတော့ဒီကောင်းမြောက်လိုက်တဲ့နေရာတွေကိုဒီကောင်းမြောက်လိုက်ကိုဖြုတ်မယ်ဆိုဘာရမလဲ။အေး ညောင်းလိုက်တဲ့အနေနဲ့ပြောသူညောင်းလိုက်ဖို့လုပ်မယ်ဆိုရင်ပြီးရောဒီကောင်ညောင်းလိုက်တဲ့အနေနဲ့ပြောဒီကောင်ညောင်းလိုက်ဖို့လုပ်မယ်ဆိုရင်ပြီးရောအဲ့ဒါဆိုရင် ABC ကိုရှာတဲ့ formula တွေကဘာတွေဖြစ်လဲဆိုအာအမိုင်းတဲ့အာအာ1 2 2 1ဒီကိုရှာတာကအာအာဟုတ်လားဟုတ်လို့လားဒီလိုပြန်ပြန်ဆက်မှာအာပြန်ဆက်အာလေးပါလေးပြန်ဆက်မှာ

ဘာတက်ပဲလို့တော့ကအကျေတော့မရှင်းတော့ဘူးနော်အကြီးကျုပ်ပြတဲ့လူတော်ဘာတက်ပြီးတော့ဘယ်ရနေရလဲအေးဒီဆိုတဲ့မြေကြောင်လေးရဲ့ဓာတ်တက်ပြီးတော့အန်ဝါအန်ဝါအန်ဝါတို့ရောအဲ့ဘာအေးရလေးပဲဆောင်ပါလိုက်ပြီအေးစီဆိုတဲ့မြေကြောင်လေးရဲ့ဓာတ်တက်ပြီးတော့အန်တူအန်အန်တူအန်အန်တူဆိုတာဟုတ်နော် အဲ့ဒါဆိုရင်ဒီဘက်မှာဆရာတို့ဘာကိုလေးလာဖို့ကြံသေးတယ်ဆိုလို့ရှိရင်ပလင်းပေါ့ကိုတောင်းပတ်ကြားတဲ့မင်းကြောင်းကြောင်းရဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုရှင်ကိုရှင်အော်ကိုရှင်အော်ကိုရှင်အော်ပပန်ဒီကူလာနိုင်ယူပလေလာလာအဲ့ဒီမြင်းကြောင်းကဘယ်ဘောတောင်းမကြရဲဆိုပလေပလေပလေဘောကို တောင်းပတ်ကြတဲ့မျိုးကြောင့်ရဲ့ equation အဲ့ဒီ equation ကိုဘာဖြစ်လို့လဲဆိုလို့ရှိရင် h minus h1 ပါအဲ့ equal to y y minus y1 by t equal to 7 7 minus 7 by t equal to 7 minus 7 by c c ဆိုပြီးတော့အဲ့တော့ဒီမှာရှိတဲ့ ABC လေးဆိုတာကပလိန်ပေါ်ကိုတောင်းပတ်ကြတဲ့ပန်ပန်ဒီကူလာလိုင်းရပါပြီလေဆိုရင်ဒါရိုက်တက်ပဲဒီဘိုင်းမှာ ပလိပိုင်းကဒါရင်တိသွားပြီဆိုရင်ဆရာတို့ဘာတွေတွဲရမလဲဆိုရင် example h example h ကိုတွဲပြီးရော exercise 3.4ရဲ့ number 1ကိုတွဲမှာဒါ example 9ကိုတွဲပြီးရော exercise 3.4ရဲ့ number 2ကိုတွဲအဲ့ဒါကို example 10ကိုတွဲပြီးရော exercise 3.4ရဲ့ number 3ကိုပါလို့လည်းသိတယ်ဒီပါလေးရပါပြီဆိုရင်ဆရာတို့3.5ရဲ့ဘာရီတဲ့ဆိုရင်စပီယာကိုပါလိုက်ဟာ3.5ကစပီယာစပီယာဆရာတို့ line တို့ plane တို့မှာ equation ရှိလို့စပီယာရဲ့ equation လည်းရှိစပီယာရဲ့ equation ကိုမပြောခင်အဲ့ဒီမှာ h1 တွေကိုတေးကြဖွင့်တက်ဖို့ဒီကစပီယာရဲ့တစ်ခုရဲ့ စန္ဒာကိုဘာလို့သတ်မှတ်လဲဆိုရင်စီလို့သတ်မှတ်တယ်အဲ့ဒီစီရဲ့အပတ်ကြီးဟာ H1 H1 Y1 Z1 ဒီစပီယာရဲ့ငွေပိုင်းပေါ်မှာရှိတဲ့အမှတ်တွေဒီမှတ်တွေကိုတော့ဘာလို့သတ်မှတ်လဲဆိုရင် H1 Z H Y Z ဒီကောင်လေး H Y Z ပဲဒီကောင်လေး H Y Z ပဲဒီကောင်လေး H Y Z ပဲ စပီယာရဲ့အမိုဘိုင်းပေါ်မှာရှိတဲ့မီဒီအမှတ်ကိုလို့ HYZ လို့မှတ်ပါတယ်။အပီလို့ရှိရင် C နဲ့အဲ့ဒီစပီယာပေါ်မှာရှိတဲ့အမှတ်တမှတ်ကအကွာအဝေးကိုဆရာတို့ Radius R လို့မှတ်ပါတယ်။နော်။အဲ့ဒီဝင်ဘိုင်းပေါ်မှာရှိတဲ့အမှတ်ကို P လို့ဖြစ်လို့ဆိုတတ်ပါလိုက်။ P H Y Z ဒီဒါလေးကိုသဘောပေါက်ပြီဆိုရင်စပီယာရဲ့ဒီမရှိဘူးဖြစ်လာရ။ Question Question of

သိရမယ်ပြီးလို့ရှိရင်ဆရာတို့မသိရမယ်ဆိုအာဂိုရှာတဲ့ popularity ရအာဂိုလိုဂျီနီအာရာဆိုတာစီရပီနဲ့ဓာတ်ပေါ်ဝင်တဲ့ပြည်တော်အဲ့တော့ကျွန်တော်ဒီစက်ပေါ်ပလာကိုတုံးလိုက်တယ်ဒီစက်ပေါ်ပလာဒီမှာက h နဲ့ h1 တွေပဲရှိတဲ့အတွက်ကြောင့် H minus H one the root square plus Y minus Y one the root square plus Z minus Z one the root square。哎呦，假如马子姐，西班牙的伊国摄制队，阿联的伊国摄制队，所以假如马老老讲的是，不客气，假如真讲。那么，哎呦，你妈白东山那边呢，巴黎战地的录音。 ် exam ကိုလည်း valid ပြီးသွားပြီလေဆိုလို့တန်းတိပြီးသွားပြီတော့ exam မကတ်ခင် isasa isasa 3.5ကဥပစာနံပါတ်ဘာလို့တက်လဲဆို1ရဲ့2ရဲ့3ရဲ့ဘာလို့လဲတက်ပြီပြီးလို့ရှိရင် exam တန်းပြီးသွားပြီဆိုအလဲပဲတက်မယ်ပြီးရင်နံပါတ်ပါအောင်တက်မယ်ဆိုတော့တက်မယ်ပြီးရင် exam ပါအောင်တက်လို့ဆိုရင်12တက်မယ်12တက်ပြီ ဒါရဲ့ plane ရဲ့ speed ရဲ့ရှင်းပြဘူးအချင်းချုပ်တစ်ခေါက်ပြန်ပြောလိုက်ပါတယ်နော် တော့ဆရာတို့ဒီမှာရှိတာကဘာတွေရှိလဲဆိုလို့ရင် line ရဲ့ speaker ရဲ့ plane ရဲ့ plane ရဲ့ဆိုပြီးတော့ရှိတယ်အဲ့တော့ line 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 ပြီးရှိ plane plane speaker ပြီးရှိ speaker အဲ့ line မှာလည်း function ရှိတယ်အဲ့ဒီ equation ပြဘာရှိသေးလဲဆိုတော့ line မှာပါလဲလဲဆိုတာရှိသေးတယ်

P N P N ဆိုရင် equation တစ်ခုရှိတယ်နောက်တစ်ခုက h minus h minus h1 by n equal to y minus y1 by n equal to z minus z1 by n ဟုတ်နော်ဒါတော့ဆရာမပြောတော့ဘူးဒါဘုရားတော်ဆရာဘာလို့ပြွားရည်ဆိုရင်ပွက်ပြီးသွားတယ်ဒါရဲ့ equation ဒီကောင်ပလိန်ရဲ့ equation ကမရှိလဲဆိုရ English black, B white, black, C Z. 哦，不，sorry，我我用 D D 字来写的。那我讲不累呀，一块钱八厘的，是不是？H minus H one，sorry，是 B I 一块钱，H minus H one，the whole square black，Y minus Y one，the whole square black，Z minus Z one，the whole square equal to R square。哎呦，你老牛的小路，一块钱六，乖乖白白的呀，没？ အဲ့ဒီမှာမှဒိုင်းမှာကဘာဖြစ်ရင်ပါလေလေတင်းနေသူရှိနေအဲ့တော့ဝါပိုင်းအန်တူဝဲတူအန်ဝါပိုင်းအန်တူအန်တူဒီဝဲတူအန်ဝါပိုင်းအန်တူဒီမှာဆိုလို့ရှိရင်ဒီနှစ်ကြောင်းဖြစ်တဲ့ P2 နဲ့ RS ကဘာဖြစ်လို့ဆိုရှင်ဟုတ်လားအဲ့ဒီဒိုင်းမှာကနောက်တစ်ခုဘာဖြစ်လဲဆိုရင်အန်ဝါအန်ဝါအန်တူပလက် Anwa Andu Black Anwa Andu ပေါင်းလက်က0နဲ့ယူလဲဆိုဘာဖြစ်လဲဆိုရင်ပပန်ဒီကူလာဖြစ်တယ်ဟုတ်နော်ခလေးပလိန်ပါပလိန်ဒီကိုရရှိတယ်ပါလေလေပါကဆီယာရိုဘာလီနဲ့တွက်ခဲ့လဲဆိုလို့ရှိရင်အဲပပန်ဒီကူလာဖြစ်ရဆိုပြောလဲတွက်ခဲ့ဟာအဲ့ဒီမှာပလိန်ပါကိုပပန်ဒီကူလာဖြစ်တဲ့နိုင်ရဲ့ကိုရှိတူဆီယာရိုဘာလို့အောင်ဖြတ်ပြောပြရမယ် ich meine ich war war gut my meine one one by b gut the meine the one by c ha ဟုတ်ကဲ့စပီယာရဲ့ကိုရှင်ကတော့ဒါပဲအဲပါလဲလဲလေးပေါ်ပနီကူလာရေးအထူးတလဲရှင်အဲ့တော့ကျွန်တော်ဒီ chapter 3ကိုကျွမ်းကျင်ပြောင်းလောက်သွားပြီဆိုလို့ရှိရင် additional exercise ကိုပြည့်တယ်မြင်တဲ့ပုံစံလေးအခုဆရာပေးသေးတယ်တော့ဆက်ကြပုံပဲဟာ